အလောက်မမင်္ဂလာပါဒီခရစ်ထဲမှာမလာကာတီထောက်တဲ့နေလေးပြောပြပေးပါမယ်ဈေးမဖြန်းတဲ့အတွက်ကြောင့်အလုံးလေးတွေလှအောင်ပိုးမစားအောင်ထောက်ထားရမှာဖြစ်ပါတယ်ထောက်တဲ့အိတ်ကတော့အမျိုးမျိုးရှိတာပေါ့နော်ဒါကြတော့စက်ကူအိတ်နောက်တစ်မျိုးကြတော့ plastic အိတ်ပေါ့နော်ဒါပေမဲ့ အာဖေမှာအပေါက်ဖောက်ထားပြီးသားအိတ်ဖြစ်ပါတယ်ဝဲလာကြဲရပေါ့နော်သူကအတီးထုတ်ဖို့အတွက်အဲ့လိုဖောက်ထားတဲ့အပေါက်လေးတွေပါတဲ့အာပလတ်စတစ်အိတ်လေးဖြစ်ပါတယ်မိုးရွာတဲ့အခါအိတ်ထဲမှာရေမဝုတ်ဖို့အတွက်အကျိုးပြုပါတယ်ဒါတော့အကြည်ပေါ့နော်နောက်တစ်မျိုးကြတော့အာအယောင်ကမကြည်ဘူးဒီလိုမျိုးအာမကြည်တဲ့ပလတ်စတစ်ကြတော့လေသူက အသီးရဲ့အရောင်ကိုပို့ပြီးတော့မှလစေတာပေါ့နော်အဲ့ဒီတော့ကိုထောက်မဲ့အသီးရဲ့အမျိုးအစားပေါ်မှာမူတည်ပြီးတော့အာအရောင်လစေတလားမလစေတလားဆိုရွေးပြီးသုံးလို့ရပါတယ်အရင်ဆုံးမထောက်ခင်မှာအရွက်လေးတွေကိုခြွေလိုက်မယ်နော်အဲ့ဒါမှအသီးရပို့ပြီးကြီးစေတယ်နောက်ထပ်တစ်ခုကတတိထားမှာကအဲ့ဒီထိတ်မှာ အကောင်လေးတွေပိုးမွားလေးတွေရှိနေတယ်ဆိုရင်အဲ့ဒီအရာကိုလည်းပဲဖယ်လိုက်ရမှာဖြစ်ပါတယ်ဒီအသီးဆိုကြည့်ပါဦးပျောစိတ်တွေအများကြီးပဲတိလားအဲဆိုတော့အဲ့ဒီပျောစိတ်လေးတွေကိုအရင်ဆုံးဖယ်ရပါမယ်အာအကုံလုံးတန့်ရှင်ပြီးမတာလျင်ထုတ်ပေါ့နော်နှမုံရင်တန့်ရှင်ရင်မလောက်ပဲနဲ့ထုတ်လိုက်ရင်အဲ့ဒီအသီးကထုတ်ပြီမဲ့လဲပူစာခံရမှာဖြစ်ပါတယ်နော် ောက်တဲ့နေရတော့ဘာမှတော့မခက်ပါဘူးเนาะအဲ့ဒီကျွတ်ကျွတ်အိမ်နဲ့ထောက်ရင်တော့ဒီလိုလွယ်လွယ်လေးထောက်လို့ရပါတယ်အာသူ့ရဲ့အပေါက်ရှိတဲ့ဟာလေးကိုတော့အောက်မှာထထားပေးလိုက်ပေါ့เนาะမိုးရေတွေသူ့အတူထွက်သွားလို့ရအောင်လို့လေဒီလိုမျိုးစက်ကူအိမ်နဲ့ထောက်မယ်ဆိုရင်ကြတော့ဒီအထိတ်နာလေးမှာအာသူ့ရဲ့ကြိုးလေးပါတာပေါ့เนาะအဲ့ဒါလေးကိုအရင်ဆုံးအဆွဲထုတ်ပြီးတော့မှအဲ့ဒါလေးနဲ့ထုတ်လို့ရပါတယ် အခုနောက်လိုမျိုးတန့်ရှင်ရေလှုပ်ဖို့မမေ့နဲ့เนาะအဲ့ဒါလည်းအရင်အရေးကြီးပါတယ်အဲ့ဒါကိုအဲ့လိုလေးထုတ်လို့ရှင် तू ကတော့အာဖေးမှာအပေါက်မပေါက် तू ကအာစက်ကူအိတ်ဆိုတော့လေမိုးရွာရင်လည်းရေမဝတ်ဘူးเนาะစက်ကူအိတ်လို့ခေါ်ပေမဲ့နေပူခန်းနဲ့ရေစိုးခန်းနဲ့မိုးရွာရင်လည်းမပြဲဘူးမဆုပ်ပြတ်သွားဘူးเนาะဒီမလာကာတီးရဘဲအချိန်လောက်မှထောက်တဲ့လဲဆိုရင်အာဒီ လက်မပေါ့เนาะကျမတို့ရဲ့လက်မအတလက်မစာလောက်ကြီးတဲ့အတီးလေးတွေဆိုရင်စာထုတ်လို့ရပါပြီဒါကြတော့အရာမကြည်တဲ့ကျွတ်ကျွတ်အိတ်နဲ့ထုတ်တာပေါ့နော်ဒါလည်းအရွက်လေးတွေချွေလိုက်မယ်ပြီးတော့အသက်ရှင်ရေလောက်ပြီးတော့မှထုတ်လို့ရပါတယ်အတီး အာတအားနဲ့ကြီးတဲ့အချိန်မှာထုတ်လို့ရှိရင်သူကမမီတော့ဘူးပေါ့နော်အကောင်လေးတွေအရင်ပိုးစားသွားပြီဆိုရင်အာအဲ့ဒီရဲ့အတီလေးတွေကထုတ်ပေမဲ့လည်းအိတ်ထဲမှာပဲသူကပုံနေမှာမလို့ပေါ့နော်အဲ့ဒါကြောင့်တအားမကြီးတဲ့အချိန်ပြီးတော့တအားနဲ့လည်းမသေးတဲ့အချိန်မှာထုတ်ရမှာဖြစ်ပါတယ်